စိုးရလို့တတ်မှတ်ပဲယူထားနေတယ်ဆိုရင်ခင်ဗျားတို့အေးအေးမြန်ငွေကြီးငွေကြီးတွေတစ်ခုလောက်ရိုက်ထုတ်ကြည့်လိုက်ပါလားခင်ဗျားတို့ရခိုင်ပြည်နယ်မှာအသုံးပြုမဲ့ငွေကြီးဆိုလို့ခင်ဗျားရိုက်ထုတ်လိုက်ပါလားလောက်ကြည့်လိုက်ပါလားခင်ဗျားတို့ခင်ဗျားခင်ဗျားတို့ခင်ဗျားဒီအစိုးရလို့တတ်မှတ်တာလေခင်ဗျားတို့ဒီနယ်မြေကိုခင်ဗျားတို့ထိန်းချုပ်ထားတာကခင်ဗျားတို့ပြည်နယ်အစိုးရဖြစ်တာလည်းမဟုတ်ဘူးကျွန်တော်မကွေးတိုင်းပခုတ်ကြီးကီတီဘီကိုသွားနေတယ်အကျမဖက်စစ်ခွေးလက်ကင်တို့သူ့ရဲ့အောက်ကရဲခွေ၃ပုံကိုကျွန်တော်ဒီကောင်ဝေးတစ်ဖက်ဝေးတွေကဖက်စစ်ထိန်းသိမ်းနှံခဲ့ဖြစ်တဲ့အကြောင်းကိုကာဝင်ကန်ကိုပါတိုင်းကဒီနေ့ထုတ်ပေါ်ပြောဆိုလာပါတယ် အလိုချရမြဝပြည်သူညီကိုမွန်တော်မများအလုံးပိုင်းမင်္ဂလာပါ Newsbit Channel ကနေပြန်မကြိုဆိုလိုက်ပါတယ်2025ခုနှစ်မေလ24ရက်နေ့ရက်ကျွန်တော်စနေနေ့မနေ့ပိုင်းမှာနောက်ဆုံးကြားသိရတဲ့ဥပဖြဖြတော်လန်တရင်ထူတရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကြောင့်လည်းသူဆက်ဆုံချစ်ရှုပေးချဖို့အလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ဒီနေ့မနေ့မှာဆိုတော့ကျွန်တော်တော်လန်ရေးပူအောင်တဖို့နဲ့ပြန်တော့စစ်ကောင်စီရဲ့စခန်းတွေကိုတောက်လျှောက်တင်ပိုက်နေတဲ့တရင်တွေရဲ့မိုးမိုက်ခွက်ပေါ့နော်အချင်းချင်းအယိုးကိုက်ပြီးတော့မှခြေခွက်လာမြဲတဲ့အခန်းတွေလည်းများစွာကြည့်ရမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့အယုံဆုံးအနေနဲ့ဒီတော်လန်တရင်ထူတရင်တို့လေးတွေကြည့်လိုက်ရအောင်နော် ပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့အရင်မျိုးသားစီယုံကန်ယူဒူပလာယာခိုင်တမဟာ6နေပြည်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတစ်ခုကိုတင်ပရရှိခဲ့တဲ့ဆိုတဲ့သတင်းကလေးပဲဖြစ်ပါတယ် ဒုပလာယာခရိုင်ကော့ကရီမြို့နယ်ဘလဲတိုကျွော်အနီးကျူးကျော်သဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုမေလ23ရက်ညနေပိုင်းမှာတင်ပယ်ရရှိခဲ့ပြီးဆိုပြီးမှကန်ယူဘူကနေပြီးမှတရင်ထုတ်ပြန်ထားတာဖြစ်ပါတယ်။ကန်ယူတပ်မဟာ3တပ်မဟာ4တပ်မဟာ9နဲ့တပ်မဟာ6နဲ့မြေတွေမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေတစ်ခုပြီးတစ်ခုတော်လန်နေရေးတပ်တွေကနေပြီးမှတခိုက်တင်ပိုက်နေပြီးတော့မှတပ်မဟာ9နဲ့မြို့မှာဆိုလဲစစ်ကောင်စီတပ်စခန်းတိုင်းတပ်ပွဲတွေကိုစင်ရဲနေဆက်ဖြစ်တယ်ဆိုပြီးမှကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်။တချို့တလေတွေပြောတာတော့ဗောနော်ဒီ စစ်ကောင်စီရဲ့တပ်စခါဆိုတော့ကျွန်တော်မြောက်ဒီမျိုးနဲ့ဝေါ်လီလမ်းမပေါ်မှာရှိတယ်ဆိုပြီးတော့ပြောဆိုမှုတွေရှိနေတာဖြစ်ပြီးတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်အခုဆိုရင်တော့စစ်ကောင်စီရဲ့နောက်ထပ်စခန်းတစ်ခုကိုကျွန်တော်ကန်ညူပူပေါင်းတဖို့အနေနဲ့ပြီးတော့ထမှန်တိမ်ပတ်ရရှိထားတာပဲဖြစ်ပါတယ်ကျွန်တော်အလုံးပြောထားတဲ့အတိုင်းပဲစစ်ကောင်စီတဖို့အနေနဲ့အခုချိန်တိပေါ့နော်လက်နေချအညံ့မခံချင်းတိဘူးဆိုတော့ဒီလိုမျိုးဖြစ်ဖြစ်တွေထပ်ပြီးတော့ကြုံရအောင်မယ်ဆိုတဲ့အကြောင်းလည်းထပ်ပြီးတော့ကျွန်တော်သတိပေးပြောလိုပါတယ်နောက်ထပ်သတင်းတဖို့အနေနဲ့ကတော့ ပဲဘကုတ်တိုင်းနောက်ချမ်းတာယော်ရီခန်အတွင်းမှာရှိတဲ့မြို့နယ်တွေမှာစစ်ကောင်စီကနန်းစီဒန်ပညာရေးဝန်ထမ်းတွေနဲ့ယာယီမှုတွေကိုပါပေါ်တာဆွဲနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မင်းလာကိုတောင်းရင်လမ်းမှာပေါ်တာဆွဲတဲ့ဖွဲနဲ့တွေ့ပြီးတော့မှဖမ်းခံလိုက်ရတာကြောင်းစရာပါလို့ပြောတာလည်းမရဘူးတဲ့။ကားပေါ်တင်ပြီးတော့မှတခါတည်းခေါ်တော့တဲ့အဖြူစင်ဝတ်စုံနဲ့မဟုတ်တော့သူပြောတာကိုမယုံဘူးလားမသိဘူးနောက်ကနေမိသားစုတွေလိုက်ထုတ်ရတယ်ဆိုပြီးတော့မှ စစ်ကောင်စီကအုပ်ကြီးတဝန်းနဲ့ပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်။မြို့မျိုးထက်တွေကုံပိပြီးတော့မှစစ်သားတွေပြူစော်ထီးတွေကပေါ်သားဆွဲနေတာအဲ့ဒီထဲမှာចောင်းသားတွေလည်းပါတယ်။ចောင်းဆရာတွေလည်းပါတယ်။ရိုင်မှုတွေတောင်ပါတယ်။အဖမ်းခရယာသူတွေကကျွန်တော်ရိုင်မှုပါចောင်းဆရာပါပြောလဲမရဘူး။အကုန်ဖမ်းခေါ်တော့တာနောက်ကနေပတ်စံနဲ့လိုက်ရွေးရတယ်ဆိုပြီးတော့မှထလောင်းပြောကြားထားတာပဲဖြစ်ပါတယ်။ စစ်ကောင်စီနေနဲ့ကတော့အခုစရင်ကျွန်တော်တို့တာယူရီခိုင်ထဲမှာရှိတဲ့လူမျိုးကြီးရနေမြို့နယ်တွေမှာဆိုတော့တော်လေးကိုတောင်းကျမှုတွေလုဆောင်နေတာဖြစ်ပြမသူတို့လည်းအောက်မှာရှိတဲ့ဝန်ထမ်းတွေပါပေါ်တာဆွဲဖမ်းဆီးနေတာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဘာနာအလုံးတည်ထားတဲ့အချိန်ပဲဒီစစ်ကောင်စီအောက်ခြေသသားတွေကတော့ပတ်စံတားအောင်လိုချင်နေတာဖြစ်ပြမအခုဆိုတော့မဲမဲမြာဆိုပြတော့မှပြီးသူတွေတာမကသူတို့ရဲ့နန်းစီတွေဝန်ထမ်းတွေကိုပါအကုန်ပေါ်တာဆွဲပြတော့မှဖမ်းဆီးထားတာပဲဖြစ်ပါတယ် ျွန်တော်တို့ဒီနေ့မှာပထမဆုံးအနေနဲ့ကြက်မှာကတော့အခုဆိုရင်ကျွန်တော်တို့တော်လိုင်းပူပေါင်းတဖို့ဝင်နေတယ်ပြီးတော့မှစစ်ကောင်စီရဲ့တပ်စခန်းတွေတင်ပိုက်နေတဲ့အချိန်မှာပဲမြို့တွေထဲမှာပြောပွပြတော့မှာပေါ့နော်တောက်ဆောင်မှုရဲ့နေကြတဲ့စစ်ကောင်စီရဲတပ်သားတွေကို PDF တွေကနေပြီးတော့မှဖမ်းဆီးလိုက်ပြီဆိုတဲ့သတင်းကိုရေဘော်ရှင်လေးနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်ရေဘော်ရှင်လေးဘယ်လိုမျိုးသတင်းကောင်းတွေပြောထားမလဲဆိုတာကျွန်တော်စာချလိုက်ရအောင်နော် KTV ကိုသွားတဲ့အကြမ်းမဖက်စစ်ခွေရဲခွေ၃កောင်ကိုကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ KTV ကိုသွားတဲ့လမ်းမှာပဲအရှင် ဖန်စီနိုင်တဲ့အကြောင်းကိုအရင်ဆုံးတင်ပြပေးပါစေဟုတ်ပါတယ်ကျွန်တော်မကွေးတိုင်းပခုတ် KTB ကိုသွားနေတယ်အချမ်းဖက်စစ်ခွေးလက်ကင်တို့သူရဲ့အောက်ကရဲခွေးသုံးပုံကိုကျွန်တော်ပြည်သူ့ကာဝေးရေးတပ်ဖွဲ့ဝင်တွေကဖန်စီထိမ့်သိမ်းနိုင်ခဲ့တယ်ဖြစ်တဲ့အကြောင်းကိုတာဝန်ခံကိုပါတိုင်းကဒီနေ့ထုတ်ပေါ်ပြောဆိုလာပါတယ်ဖန်စီခံရတဲ့သူတွေကတော့ဒုတက်ချက်ကြီးတီဟအောင်ရဲတက်သားလှဖုံး ရက်တက်သားစီတူလွင်တို့ဖြစ်ပါတယ်စီတူလင်ဆိုတော့ကျွန်တော်တို့ရဲ့ hydrogen နဲ့လဲတွားပြီးတော့မမားမိနေဘူးเนาะကျွန်တော်မိပါတယ်ဟုတ်ပြီအဲ့လိုဖန်စီထိုင်တဲ့အချိန်မှာဖုံးသုံးလုံးမြမကြက်ငွေအသိန်း9800နဲ့အတူလက်မြပုံနှလုံးကိုလည်းပဲလိမ့်စီရမိလိုက်ပါတယ် KDB တွားတဲ့လမ်းမှာဆိုတော့သူတို့တော်တော်လေးကိုစိတ်မကောင်းဖြစ်သွားမှာအင်းဒါကြောင့်လဲဆိုတော့တွားပြီးလို့ KDB မှာကဲပြီးတော့မှပြန်လာလို့အဖမ်းခံရတယ်ဆိုရင်သူတို့အတွက်ဖြေတာလို့ရသေးတယ်အခုဟာက ကီတီဗီသွားတဲ့လမ်းပေါ်မှာပဲကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကအရှင်ဖမ်းမိလိုက်ပါတယ်အခုချိန်မှာတော့ဒါကောင်းကောင်းမွန်မွန်ထားရှိပြီးတော့နအောင်ကိုဖုန်ခါထားပါကြောင်းဖပြေးမယ်ဆိုရင်ပြီးလို့ရတဲ့အကြောင်းကိုကျွန်တော်တို့ကအတိပေးထားပါတယ်ပြီးမှလည်းဇွတ်ဇွတ်ဆွတ်ကလှုပ်လို့ကောင်းတာဟုတ်ဗျဟုတ်ပြီဒါကတော့ KTV သွားလို့မရတော့တဲ့ရဲခွေ KTV မရောက်တော့တဲ့ အဲ့ဘာလဲကျေစင်တို့လမ်းမင်းတို့တော်တာတို့ချစ်လေးတို့စတပ်ပေးဖို့တော့မှအခွင့်အရေးမရလိုက်တဲ့ရခွေ၃ကောင်ရဲ့ဘွားကျွန်တော်မိပါတွေသူတို့ဘလို့စိတ်ထားလေးဒါမြင်မိပါလေကျွန်တော်ရဲ့ comment မှာရေးပေးခဲ့ပါဟုတ်ပြီကျွန်တော်ဒီဒီနေ့အတိအကျင်ပြမယ်အကြောင်းအရာအများအများရှိနေတယ်ဗျာဆိုတော့ဒီအကြောင်းအရာတွေကိုကျွန်တော်မပြောခင်နောက်တစ်ထူးခြားဖြစ်စဉ်လေးတစ်ခုကိုပြပြခြင်းပါတယ် မနေ့ကဗီဒီယိုဖိုင်မှာလည်းကျွန်တော်ပြောပြပြောခဲ့ပြီးပါပြီကျွန်တော်ထိုင်းမြန်မာနေဆက်စီတောက်ရှောက်မှာကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေလည်းဒါ KNU တပ်ဖွဲ့ဝင်တွေပူးပေါင်းထားတဲ့စစ်စင်ရေးဟာဒါမိုးသီးမိုးပေါက်တွေလို့ကြောင်ကြောင်တဝုံဝုံနဲ့နေရာစုံပေါ်ကျဲချနေတဲ့အချိန်မှာအဲမှာဖက်စစ်ခွေတက်ကတော့ပြစ်တာနဲ့ပြေအတန်ကြာနဲ့ပြေနေထိုင်ရင်လည်းခွေးပြေးဝပြေးပြေးထိုင်းအာနာပိုင်နဲ့ထိုင်းစစ်တပ်ကတော့မှကျွန်တော်တို့ KNU နဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကိုလှမ်းမေးနေရတဲ့အကြောင်း ဟေးမင်းတို့ဒီနေ့စကန်သိတိုက်ပွဲရှိလားမတို့ကြိုပြောကွာမင်းတို့စကန်သိတိုက်ပွဲလောက်တာနဲ့အကြမ်းဖက်စစ်ခွေးတက်ကကောင်တွေဘောင်းမီမပါပဝါမပါကြောက်အားလန့်အပြေးနေတာကိုသူတို့ကကြည်ပြီးတော့ထိုင်ချီဥတက်နေရလို့ဒါတော့ဗောနရဲဘော်ရှင်းလင်းနေပြီးတော့ပထမဆုံးပြောတာကတော့ဘဟုကုမျိုးမှာဒီတကယ်တီဗီကဆော်လေးတော့မတွေးလဲရပဲနဲ့အခုဆိုရင်ကျွန်တော် PDF တွေရဲ့ဖန်ဆီးချက်ကိုခလာရတဲ့စကောင့်စီရဲခွေးသုံးကောင်အကြောင်းကိုပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်အလုံးတည်ထားတဲ့အတိုင်းပဲဒီကောင်တွေကတော့ဒီလိုမျိုးပေါ့နော်တာဝန်ကျနေတဲ့အချိန်မှာတောင်မှနူးနက်ဖို့ပဲမြေရအာယုံရောက်နေတာပြမဒါကိုတည်ထားတဲ့ PDF ရဲ့ဘော်တွေကနေပြမခုဆိုရင်ဒီကောင်တွေကိုလက်နဲ့နဲ့ဒီငွေကြီးတွေကဆက်လို့ပေါ့နော်အကုန်လုံးကိုဖန်ဆီးရမိထားတာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကျတော့ကျွန်တော်ရှိမှလည်းဖတ်ခဲ့သလိုပဲ Bladosis ကဆိုတော့ Can you နဲ့ဖုန်းတဖုန်းနဲ့နောက်ဆုံးတင်ပိတ်ထားတဲ့စကောင့်စီတက်စကန်တစ်ခုဖြစ်ပြမမချခင်မှာပေါ့တော့ကျွန်တော်ပေါ့နော် Necessity မြင့်တဲ့ကြောမှာရှိတဲ့ စစ်ကောင် CS ကန်းတွေအားလုံးကိုသင်ပေးရရှိမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်ဆိုတော့မျှော်လင့်နေတဲ့ကျွန်တော်တို့တောင်ပိုင်းတိုင်းမှာဆိုတော့အကြီးကျယ်စေရေးရှုံးနေတယ်တာဖြစ်ပြတော့မှမကြခင်မှာတော့ပေါ့နော်ကျွန်တော်အားလုံးပြည်သူတွေမျှော်မှန်းထားတဲ့အချိန်ပဲတော်လန်တဖွဲ့တွေပြီးမှမှစုံစည်းရမယ်ဆိုတာတော့ခုဆိုရင်ထပ်ပြီးတော့မှပြောလို့ရတာဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့အခုလိုမျိုးကျွန်တော်တို့ပြည်သူတွေဘက်ကနေပြီးတော့မှစီလုံးဆိုတာနဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုဖျော်ချနေတဲ့အချိန်မှာနောက်ကွယ်ကနေပြီးတော့မှဖျားပေးပြီးတော့မှကိုကြီးထောက်ပေါင်းမှုတွေလှုပ်ဆောင်နေတယ်ပေါ့နော်တေယုရဲ့လိုရဲ့အပေါ်မှာဦးတန်းစွန့်ရဲနေပြီးတော့မှသူ့ရဲ့မျိုးသွန်တက်ပြောဆိုထားဖြစ်ပါတယ်ဦးတန်းစွန့်ရဲဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်တို့ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်တေယုကကိုကြီးဒါတော့ဘက်ဆောင်ကနေပြီးတော့ဒစ်ကိုကျွန်တော်တို့အခုကိုကြီးနေတဲ့အနေအထားကိုရောက်နေပါအဲ့တော့သူကလည်းနိုင်ငံကြီးတနိုင်ငံဖြစ်တဲ့အခါကျတော့စစ်ကောင်စီလို့ နော်လူတက်နေတဲ့အစိုးရတရနော်စစ်တပ်တရကိုနော်ပြုတ်ကြမသွားအောင်သူ့အနေနဲ့နော်ပံ့ပိုးနိုင်တဲ့အခြေအနေတွေရှိပါတယ်အဲ့တော့အဲ့ဒီအခြေအနေတွေကိုကျွန်တော်တို့ကဟိုမြစ်တရားခံနေရုံနော်ကျွန်တော်တို့ကနော်အာတာမန်ဆန့်ကျင်ကန့်ကွက်နေရုံနဲ့တော့မရတော့ဘူးဆိုတဲ့အမြင်ကလူလူဂျင်းထဲမှာဝင်ရောက်နေပါအဲ့ဒီကကြတော့အခုချိန်မှာဆိုရင်ပြောရလို့ရှိရင်ကျွန်တော်တို့အဖွဲ့အစည်းတွေအနေနဲ့မဟုတ်ပေမဲ့နော် အခုရှမ်းပန်းစစ်စင်ကြီးအောက်မှာတရုတ်အကျိုးစီးပွားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဲတရုတ်စက်ရုံ20ခုတော့ကျွန်တော်တို့ကသိမ့်ပိုက်ထားတဲ့အနေအထားရှိအဲ့ဒါတွေနဲ့ပတ်သက်လို့လည်းဘာမှမလုပ်ခဲ့ပါဘူးအခုကျွန်တော်တို့ကြောက်ဖြူဂျင်းနဲ့စိတ်ကမ်းမှာရှိတဲ့သူ့ရဲ့အကျိုးစီးပွားတွေအတွက်လည်းဘာမှမလုပ်ခဲ့ပါဘူးဒါပေမဲ့တရုတ်ဘက်ကတော့အဲ့ဒီကိစ္စကိုမင်းအောင်လိုင်းနဲ့ညှိနှိုင်းပြီးတော့ဒီသူ့ရဲ့ကာကွယ်ရေးနော်ကုမ္ပဏီတွေကနော်ဒီ တရုတ်စစ်သားဟောင်းတွေကိုနော်ကျွန်တော်တို့ရတားယူနီဖောင်းဝတ်ပြီးလက်နက်တပ်ဆင်ပြီးတော့ဒီနေ့လာပြီးကာကွယ်နေတဲ့အခြေအနေအဲ့တော့တရုတ်ရဲ့ပါဝင်ဆွတ်ဖက်မှုကတော့အလွန်အကျူးဖြစ်နေပြီကျွန်တော်တို့ပြည်သူတွေဘက်ကနော်လွန်ကျူးတော့မလားကျွန်တော်တို့ပြည်သူတွေဘက်ကလည်းလုံနိုင်တဲ့ကိစ္စတွေရှိဥပမာအခုကျွန်တော်တို့ဂျင်းနံပိုက်လိုင်းနဲ့ကျွန်တော်တို့ဂျင်းနံပိုက်လိုင်းနဲ့ကျွန်တော်တို့ gas ပိုက်လိုင်းဆိုတာကိစ္စကဒီကျွန်တော်တို့ပြည်နယ်၃ခုလောက်နော်အဲ မကွေးစကိုင်းပေါ့ဗျာနော်မန္တလေးနော်အဲ့ဒါတွေဖြတ်သွားနေအဲ့ဒါတွေကိုနော်သူစစ်ကောင်စီကလုံချောင်ထိမ့်ချိမ့်နေတဲ့အနေအထားမရှိဘူးဒါပေမဲ့ပြည်သူတွေရင်ထဲမှာဒီလိုတရုတ်ရဲ့ဆော့ဖဲမှုဟာအလွန်ကြုံဖြစ်လာပြီလို့ခံစားရလို့ရှင်ပြည်သူတွေရဲ့ပောက်ကွဲမှုတွေကိုထိမှုကတော့ခက်သွားပါတယ်အဲ့ဒီချိန်မှာပောက်ကွဲမှုတွေဖြစ်နေတယ်အဲ့ဒီပောက်ကွဲမှုတွေကနေတနွေငင်းတစင်ကပါကျွန်တော်တို့ကြောက်ဖြူရှင်တဲ့စိတ်ကမ်းတီးပါကျွန်တော်တို့နော် ထိခိုက်နစ်နာမှုတွေဖြစ်လာနိုင်စရာအခြေအနေရှိပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့ကတော့အခုကမေတ္တာခံနေတာမဟုတ်တော့ပါဘူး။သတိပေးနေတာပါ။တရုတ်အစိုးရအနေနဲ့ဒီလိုစစ်ကောင်စီကိုပြုတ်မကြအောင်ဆက်လက်ပြီးပံ့ပိုးသွားမယ်ဆိုလို့ရှိရင်တရုတ်အကျိုးစီးပွားတွေဖြစ်စည်းတဲ့လူထုရဲ့တိုက်ပွဲမုန်တိုင်းကြီးမကြခင်ဝင်ရောက်လာလိမ့်မယ်။အဲ့ဒီခါကျမှနော်မြက်ကလေးဆံပြဖြစ်လာလို့ကတော့ဘာမှထူးမှာမဟုတ်တော့ပါဘူး။အဲ့တော့ ဒီစစ်ကောင်စီကိုတရုတ်အနေနဲ့ဘယ်လောက်ပဲကာကွယ်ကာကွယ်နော်ဗမာပြည်သူနော်တန်း30ကတော့ဆက်လက်ပြီးတော့အဆုံးတိုင်တိုက်ပွဲဝင်သွားမှာဖြစ်တယ်ဆိုတာကိုတရုတ်ကိုသတိပေးပါအဲ့တော့သူဂျိုးစီးပွားတွေကာကွယ်ခြင်းနဲ့ဆိုလို့ရှိရင်ပြည်သူတော်လှန်ရေးအင်အားစုတွေဘက်ကိုမျက်နှာမူပြီးတော့တရားမျှတစွာဆက်ဆံဖို့ကျွန်တော်တို့ကတောင်းဆိုပါတယ် နာရဘနာဦးတန်းစုနိုင်နဲ့ပြမတေယုံနေနဲ့စစ်ကောင်စီကိုခုချိန်ကြမှာလူမျိုးကူညီထောက်ပံ့မှုတွေလှုပ်ဆောင်နေဦးမယ်ဆိုတော့ကျွန်တော်ပြည်သူတွေရဲ့လူထုတိုက်ပွဲမကြခင်မှာပဲစတင်ခန်းစားရနေလဲဆိုတဲ့အကြောင်းကိုတတိပီပြောဆိုလိုက်တာပဲဖြစ်ပါတယ်။တေယုံအချိုးစီးပွားများစွာဆိုတော့ကျွန်တော်တော်လိုင်းပွန်းတဖို့ဝင်ရဲ့လက်ထောက်ရရှိနေတာပြမ ပြောမယ်ဆိုတော့ပေါ့နော်ကျွန်တော်တို့ဒီသဘောတဝိပလန်ရဆိုတော့တော်လိုင်းရေးဖို့တွေကနေပြီးတော့ထိန်းချုပ်ထားတဲ့နေရာမှာအများဆုံးတည်ရှိနေတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျုပ်အနေနဲ့စကောင်စီကိုနောက်ဆုံးပေါ်နိပညာလက်နဲ့ခဲရခုကြီးတွေပေးနေပါစေ။ကျွန်တော်တို့တော်လိုင်းရေးဖို့တွေကနေပြီးတော့သူတို့အကျိုးစီးပွားတွေတွေ့ပါနော်။ဒီလိုမျိုးဒီအလဲထက်လို့မလားဆိုပြီးတော့မှအခုဆိုရင်ရစတာပေးလာကြတာပဲဖြစ်ပါတယ်။တရုတ်အနေနဲ့ကျွန်တော်တို့တော်လိုင်းရေးကိုဒီလိုမျိုးဖြစ်မော့တွေလို့ပြီးတော့မှစကောင်စီဆက်အနာရှင်မြတ်တည်နိုင်ဖို့ ဝိုင်းဝန်းပြီးတော့မှကျိုးစားနေကြအောင်မယ်ဆိုတော့ဒီတက်ပို့ပြီးတော့မှဆိုးရတယ်ပေါ့နော်ပြီးတော့လူထုတရားလုံးရဲ့စန့်ကျင်ဟုန်ကြောမှုကိုခံရတော့မယ်ဆိုတဲ့အကြောင်းလည်းခုဆိုရင်ကျွန်တော်တို့တော်လိုက်ပစ်ချမ်းနေပြီးတော့မှအချင်းချင်းသတိပေးပြောဆိုလာကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောတွင်နဲ့ဘောမှကျော်စိုးကနေပြီးတော့မှကျွန်တော်အေအေနဲ့ဘူချိုထွန်းမြတ်နိုင်ကိုဘယ်လိုမျိုးအချောင်းစင်ကိုပြောဆိုထားမလဲဆိုတာစပြီးတော့မှကြည့်လိုက်ရအောင်နော်ကျွန်တော်အေအေနေနဲ့ဗျာခင်ဗျားတို့ဒီခင်ဗျားတို့အနေနဲ့ဟာရခိုင်နိုင်ငံကြီးတည်တောင်းမဲ့အာရုံကန်တွင်းလို့မှတ်မယ်ဆိုရင်ခင်ဗျားတို့အနေဗျာခင်ဗျားတို့အနေနဲ့လက်ရှိခင်ဗျားရခိုင်ပြည်နယ်မှာခင်ဗျားငွေကြေးတကူကိုခင်ဗျားတို့စပြီးတုံးပါလားဟိုထွန်းမြတ်နိုင်ပုံနဲ့ ရခိုင်ပြည်နယ်ဒေါ်လာတို့ရခိုင်ပြည်နယ်ကြက်ငွေတို့စသဖြင့်ကျွန်တော်တို့လောက်ပါလားလောက်ပြီးထုံးပြနိုင်ပုံနဲ့အဲ့ဒီပတ်စံနဲ့ကျွန်တော်တို့ကုံတွယ်ပေါ့ဗျာနိုင်ငံတကာအုံးမှာဘင်္ဂလားဒေ့ကိုကုံတွယ်ပေါ့ပြီးရင်ကျွန်တော်တို့အိန္ဒိယအချောင်းရရတယ်နော်တကောငွေချင်းစနစ်လောက်ကြည့်ပါလားခင်ဗျားတို့ကိုခင်ဗျားတို့အစိုးရလို့သတ်မှတ်တယ်ဆိုရင်အစိုးရလို့သတ်မှတ်ပြီးယူထားခြင်းနဲ့ဆိုရင်ခင်ဗျားတို့အိန္ဒိယငွေချင်းငွေချင်းလေးတစ်ခုလောက်ရိုက်ထုတ်ကြည့်လိုက်ပါလားခင်ဗျားတို့ရခိုင်ပြည်နယ်မှာအသုံးပြုမဲ့ငွေချင်းဆိုပြီးခင်ဗျားရိုက်ထုတ်လိုက်ပါလားလောက်ကြည့်လိုက်ပါလားခင်ဗျားတို့ခင်ဗျားခင်ဗျားတို့ခင်ဗျားအစိုးရလို့တတ်မှတ်တာလေခင်ဗျားတို့ဒီနယ်မြေကိုခင်ဗျားတို့ထိန်းချုပ်ထားတာကခင်ဗျားတို့ပြည်နယ်အစိုးရဖြစ်တာလည်းမဟုတ်ဘူးကိုပိုင်အုပ်ချုပ်ခွင့်ဖြစ်တာလည်းမဟုတ်ဘူး ခင်ဗျာနံပါတ်1ခင်ဗျာရေချောင်းခင်ဗျာမထည့်ချုံနိုင်ဘူးနံပါတ်2ခင်ဗျာလေချောင်းအောင်မထည့်ချုံနိုင်ဘူးအဲ့တော့ခင်ဗျာအချိန်တစ်ချိန်မှာခင်ဗျားတို့ကဒီပြန်ပြီးတော့ဒီတက်မလို့ထည့်ချုံမှုအောင်မှာထည့်ချုံမှုအောင်ခင်ဗျာပြန်ရောက်ပါပဲအချိန်တစ်ခုပဲခင်ဗျာရေချောင်းအောင်ဘယ်လိုထည့်ချုံလဲကဲရေချောင်းအောင်ဘယ်လိုထည့်ချုံလဲနံပါတ်1လေဝင်းရောခင်ဗျာဘယ်လိုဘယ်လိုထည့်ချုံလဲနံပါတ်3ခင်ဗျားတို့ဒီတန်တန်ကန်းနဲ့အကုန်လုံးပြည့်တဲ့ခါမှာကျွန်တော်တို့ငွေကြေးလိုတယ်ဘယ်ငွေကြေးကိုခင်ဗျားတို့ဒီစံနှုန်းထားပြီးခင်ဗျားတို့ဒီကုံတွေကိုခင်ဗျားတို့ဒီအပြောင်းလဲလုပ်မယ်ခင်ဗျားတို့မှာဘာမှမရှိဘူးခင်ဗျားတို့မှာရှိတဲ့အရာအားလုံးကခင်ဗျားတို့ပြောတဲ့ဒီပြီးမာကြီးကိုပဲခင်ဗျားတို့မိကိုနေရတာ လက်ရှိခင်ဗျာသုံးလို့ခင်ဗျားတို့သုံးနေတဲ့ငွေကြီးကပတ်စံနေအားလုံးလက်ရှိဒီဒဏ်ကြံတော်ကအတိမတ်ပြူလာတဲ့ငွေကြီးကိုခင်ဗျားတို့အသုံးပြုရတာခင်ဗျားတို့ဒီဘင်္ဂလားဒေ့ရဲ့ခင်ဗျားတို့ဒီကုန်းရောင်းဝယ်ပြူတဲ့ခါမှာလည်းဒီငွေကြီးနဲ့ပဲခင်ဗျားတို့ရောင်းဝယ်ပြူနေရတာပဲအဲ့လိုဖြစ်လဲဆိုခင်ဗျားတို့တတိရှိတယ်ဆိုခင်ဗျားတို့လုံနိုင်နေဆိုရင်ထုတ်မြင့်နိုင်ပုံနဲ့ခင်ဗျားတို့ငွေငွေငွေဆက်ကိုရိုက်ထုတ်လိုက်ပါလားဒါမှမဟုတ်ဒေါ်လာပေါ့ဗျာအာရကန်ရခိုင်ပြည်နယ်ဒေါ်လာလို့စသဖြင့်ပေါ့ခင်ဗျားရိုက်ထုတ်လိုက်ပါလားဖြစ်နိုင်မှာဖြစ်နိုင်ခင်ဗျားတို့စဉ်းစားဖို့ပါလက်ရှိလူငယ်တွေကတော့ကျွန်တော်တို့ ဒီစစ်တွေနဲ့ကြောက်ဖြူကိုသူရောက်လာတယ်အခုကျွန်တော်တို့သိရတာရခိုင်ပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းရဲ့ဒီလူငယ်လူရွယ်တွေကရိုးမောင်ဖြစ်တယ်လေတန်းက90နဲ့လာတယ်လာပြီးတော့ကျွန်တော်စစ်တွေရောက်လာတယ်လာပြီးတော့သူလေလက်မှတ်ကိုရောက်အောင်ဝယ်တယ်လေလက်မှတ်ကိုရောက်အောင်ဝယ်ပြီးတော့ကျွန်တော်တို့ဒီဒီပြပါတဲ့ကိုကျွန်တော်တို့ဒီရန်ကုန်တို့မန္တလေးရန်ကုန်ကိုသူရောက်အောင်လာကြတယ်အဓိကတော့ A လက်ထက်မှာသူတို့မနေချင်လို့ A လက်ထက်မှာသူတို့ဘာအနာကမှမရှိတော့သူတို့သိရလေသိတော့သူတို့ရောက်အောင်လာတယ်လက်ရှိလဲကျွန်တော်တို့ရခိုင်တိုင်းသားတွေကဒီရေချောင်းကနေသူတို့ဒီရန်ကုန်ကိုရောက်အောင်ဝင်တယ်အီယောက်ီတန်းကိုရောက်အောင်ဝင်တယ်နောက်တစ်ခုကတော့သူတို့ရိုးမောင်ကိုဖြတ်ပြီးတော့ရောက်အောင်ဝင်တယ်လွတ်တာတွေအများကြီးပါပဲ အေးရကြီးကြီးရှောက်ထုတ်တာအချိန်တိုင်းကျွန်တော်တို့စစ်သွေးကြွအေးရပြီးတော့ပါလိမ့်မယ်။ဒါတော့ကြော်စိုးကနေပြတော့မှာပေါ့နော်။အေးဘက်ကနေပြတော့မှာရခိုင်ပြည်နယ်ထဲမှာရှိတဲ့အမျိုးသားအမျိုးသမီးတွေအလုံးတက်ဆက်ရှင်ကနေကျွန်းစကားနဲ့အတွင်စစ်မှုထမ်းမဲ့ဆိုပြီးတော့မှကြီးညာလဲတဲ့ပုံမှာအပေါ်ချပြောဆိုနေတာပဲဖြစ်တဲ့အခုဆိုလဲပေါ့နော်။ဘိုးချိုထွန်းမြတ်နိုင်ရုံနဲ့ဒီလိုမျိုးဒီရခိုင် ငွေစက်ကိုတွေရိုက်ထုတ်ဖို့ဒီကောင်းနေမြန်မာသူကပေးပြောဆိုမှုတွေလည်းရှိနေတာပြမသူတို့ဒီ session ရလို့ပေါ့နော်အခုဆိုရင်မဆိုင်တယ်မဲ့တဲနေပေးပြမပြောလို့မျိုးစပြောဆိုနေတာပဲဖြစ်ပါတယ်သူတို့စုမထင်းချုပ်ဖို့လိုအပ်နေတယ်ဆိုတော့ပေါ့နော်နေရာဒေသတွေကိုလည်းကျွန်တော်တို့ဘက်ကနေမြန်မာအခုဆိုရင်တင်ပိုက်ထင်းချုပ်ထားတာဖြစ်တယ်လို့ဒီကျော်စိုးပြောထားတယ်ပေါ့နော်လေးချောင်းရေချောင်းမို့တွေကိုလည်းကျွန်တော်တို့ A ကနေပြမခုဆိုရင်အချိန်မီဟာသားမို့တွေပြတော့မှ ဒီရေပြင်းမှာဆွန်လက်ဒီစကောင်စီရဲ့ settlement တွေကိုလည်းပြခနိုင်တယ်လက်နဲ့ကြည့်တွေလည်းရှိတာမို့လို့မကြခင်မှာတော့ကျွန်တော်အနေနဲ့ရဟန်ဘီတခုလုံးအောင်ဆွန်တော့ AE ရဲ့လက်ထက်မှာပဲရောက်ရှိမယ်ဆိုတာတော့ကြည့်တိပြောလို့ရနေတော့ပဲဖြစ်ပါတယ် AE ရဲ့တိုင်းတုံတိုင်းစစ်စင်ရေပြင်းမှာထုတ်ဆက်အောင်ဆွန်လက်ကျွန်တော်တို့ PDF ပုံတဖို့အနေနဲ့အချိန်တိုင်းတတ်ခုပဲလိုအပ်တာဖြစ်ပါမှာအဲ့ဒီကနေတဆင်ကျွန်တော်တို့နေပြည်တော်ထိတောင်းမှာပေါ့နော်ရောက်ရှိနိုင်တာမို့လို့ဒီကောင်တွေပဲအချိန်ထိအားချောင်းနိုင်မလဲဆိုတာတော့ကျွန်တော်တို့အဆောင်ချက်မှာပဲဖြစ်ပါတယ် ျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောတွင်လည်းအရေးချုံပေါကုတုံးကိုအခုဆိုရင်ဘောမအယုတ်ကိုက်တွေကနေပြီးတော့မှတာပေါင်းညာစားဆိုပြီးတော့မှဝေဖန်ပြောဆိုနေကြလို့ပေါကုတုံးခြေကွက်လက်မျက်စံနဲ့ပြန်ပြောထားတယ်လေကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ပေါကုတော့တဲ့တာတဲ့ဘက်ကိုပါတယ်ငကောကကြီးညိုတယ်အခုမကြီးညိုနိုင်တော့ဘူးတဲ့ငကောကလေးစားတယ်အခုမလေးစားနိုင်တော့ဘူးအကျုပ်ကအမှန်တရားတော့လို့မရတော့ဘူးလားကျုပ်ကလည်းကျုပ်ကပြည်သူစစ်တေဘက်ကအများတန်းရက်တီပေးခဲ့တယ်အများတန်းလည်းစောင်းရွက်ပေးခဲ့တယ်ဒီချိန်မှာဒါဥစဉ်ကနိုင်ငံရေးထိုးနှက်ချက်လို့ပဲဥစဉ်ကမြင်တာလေး တစ်ဖက်ဝင်းတာအားရအောင်လှုပ်လိုက်တယ်လို့မြင်တာလေဦးစည်းအမြင်တုံးတဲ့ချက်ကဘာမင်းတို့ဒီချိန်ကျမှဒါကြီးနဲ့ဒါကြီးနဲ့တင်းနေငကိုကလေးကတင်လိုက်ပါလားအဲ့ဒီဟာနဲ့ပတ်သက်ပြီးလေကိုစော်ယူထွန်းကိုယ်တိုင်တိုင်ထားတာရှိရလေတိုင်ုံမှာစားစားတွေအားလုံးလည်းဦးစင်းစီမှာရှိတယ်လေဒါကိုဦးစင်းကပြောပြတာလေဒီချိန်ကြီးမှာအဒါကြီးကောက်တင်နေတာမလိုင်ကလှုပ်လိုက်တာဗလဲပုံမမလိုင်ရပုံမှုရဲ့လုတ်ချက်သူတောင်းမှန်တယ်တောင်းမှန်လဲဒါတမ်းမတော်ရဲ့ဤစီကံဥပဒေရာသူ့ကိုတရားစွဲရမှာသူ့အရေးယူရမှာအတမ်းမတော်ရဲ့အလုတ်တိုင်ပြီးရင်တမ်းမတော်အရေးယူရမှာတမ်းမတော်ရဲ့အလုတ် အဲ့မှာခင်ဗျားတို့ထင်တာဟာဒါကြောင့်ဖန်ခံရတယ်ဟာတချို့တည်င်းဌာနဆို24နှစ်အတွင်းဖန်သွားတယ်ဟာအခုပဲဒါလည်းဒါနဲ့ဖြစ်လို့ဖန်သွားတယ်ဆိုတော့တုံးတက်တာဥစဉ်ကအမှန်တရားကိုတုံးတက်ကြတာအဲ့ဒီဘုံမှုကိုမြင်လည်းမမြင်ဘူးတွေ့လည်းမတွေ့ဘူးအဲ့ဒီနေရာကိုစောဦးထွန်းရအဲ့ဒီဘုံမှုရဲ့ဖုန်းနံပါတ်ကိုဥစဉ်ကိုပေးရတဲ့အတွက်ကြောင့်ခင်ဗျားဒီလိုရက်ကလုံးလုံးမားတယ်တက်မတော်ပုံရိပ်ကြောင့်ခင်ဗျားလုံးလိုက်တာတက်မတော်ဂုံတိတ်ခါကြောင့်အောင်လုံးလိုက်တာပဲအဲ့တော့ခင်ဗျားတောင်းပန်မလားလမ်းလမ်းကြောင်းနိုင်သွားမလားဥစဉ်မေးလိုက်တယ်ဂိုင်းငါရှင်ကျင်းနေအောင်ခင်ဗျားတောင်းပန်သူတောင်းပန်ပေးတယ်တောင်းပန်တယ် နောက်ဆုံးတက်နေရုံထိလိုက်ပြီးမှတောင်းပန်တယ်ခွန်းမလွတ်ထားခွန်းလွတ်ထားတော့ကိုစောထွေးရဲ့အပိုင်းပေါ့ဗျာဦးစင်းတို့ကတော့လိုက်ကြတဲ့ရကြေးစေခြင်းနဲ့ခွန်းလွတ်စေခြင်းနဲ့အချင်းချင်းဖြစ်တဲ့အတွက်ကြောင့်တယောက်နဲ့တယောက်ချစ်ရန်လူတောင်းမှတယောက်နဲ့တယောက်ချစ်ရင်လက်နဲ့ချကြရသေးတာပဲဗျာ ဲ့တော့ तू อ่ะ तू အမတိရော तू တောင်းပန်နေဗျာမတန်းဒလိုဒလိုတောင်းပန်နေဒလိုဒလိုသူမအဲ့တော့ကြာဥစဉ်ကိုယ်တိုင်တော့ live မော်တင်ပေးလိုက်မလို့မကျေနပ်တဲ့အတွက်ကြာဥစဉ်လိုင်းမော်တင်မပေးလိုက်ဘူးအဲ့ဆိုခင်ဗျာတကိုင်းကိုယ့်ဟာကိုယ်တာလုပ်ပေါ်ဗျာလို့လုပ်ငန်းစဉ်တိုင်းလို့သူစွမ်းနိုင်တာလေအဲ့လောက်ပဲစွမ်းနိုင်တယ်လို့ဒါကြီးကိုကျောကခင်ဗျားတို့ပို့လိုက်တာဟာကြီးလိုင်းမော်တင်လိုက်လို့ရှိရင်တက်မလို့အနေနဲ့ပုံရိပ်လိုက်ကြတယ်လို့ငခုံးမတကောင်ပုတ်ထားနေအကုန်လုံးပုတ်တယ်ဆိုတော့ပုံစံမျိုးဖြစ်တဲ့ကြာဥစဉ်ကတော့မတင်နိုင်ဘူးလို့ဒါပဲဥစဉ်ပြောလိုက်တာရှင်းရှင်းလေးနော်အဲ့ဒါကိုပဲကျောကဟိုဘက်ကလိုက်တယ်လို့ဒီဘက်ကတော့ပောက်ကူတော်ဒီပောက်ကူတော်ရောက်ခဲ့တဲ့လမ်းမှာ အမှန်တရားအတွက်ပဲအမှန်တရားဘယ်ပုံမှုဘယ်ပုံမှုမကောင်းရင်လည်းပုံမှုကိုနာမည်တက်ပြီးပြောတယ်ဘသူဘသူမကောင်းရင်လည်းနာမည်တက်ပြီးပြောတယ်ဗျာနောက်ဆုံးကျုပ်တို့ကာကျုပ်ထီဝေဖန်ခဲ့တုတ်တိုက်ဝေဖန်ခဲ့တယ်ဗျာပေါ်ကတော့ဘနာခုဆိုရင်အကျဲရဲနေတာပဲဖြစ်ပါတယ်ဒီကောင်ကနေပြတော့မှဒီတို့တို့ဒီပြူစော်ဒီကောင်းဆောင်ကိုစစ်ကောင်စီရင်ပြတော့မှဖမ်းဆီးတဲ့ပုံမှာ ဒီပြူကောင်းဆောင်မားတယ်ဆိုပြမှာပေါ့နော်ဘူမူဘက်ကနေရက်တိပေးတဲ့ပုံစံမျိုးနဲ့ပြောဆိုခဲ့လို့အခုဆိုရင်ဒီဘောမတွေကနေပြမှာပဲပတ်ကတော့ကသူတို့ဒီပြူစော်ထေးတွေကိုအနိုင်ကျင့်နေပါတယ်ဆိုတော့ဝေဖန်ပြောဆိုမှုတွေအထိရှိလာတာပဲဖြစ်ပါတယ်သူတို့ချင်းကြားထဲမှာလည်းစခွက်လူရင်းနဲ့ပေါ့နော်ဒီလိုမျိုးဒီအဝေစုမတဲအရာကနေပြမှာဖြစ်ပေါ်လာတဲ့အခြေများမှုတွေများစွာရှိနေတာဖြစ်ပြမှာတတွင်းယုံပြည့်စုံမှုများစွာရှိနေတယ်ဆိုတော့ကျွန်တော်ထပ်ပြီးတော့မှတွေ့ရပဲဖြစ်ပါတယ်ပြူစော်ထေးဘွဲတွေဝင်နေရတယ်ပြမှာ စစ်ကောင်စီတွေကသူတို့ကိုအတုံးချခံတဲ့အနေနဲ့တာလှုပ်ဆောင်နေတယ်ဆိုတာကိုလည်းသိရှိလာကြတာမလို့ပါနော်အဲ့လိုမျိုးသိရှိကြတဲ့ဒီစစ်ကောင်စီဘက်ချမ်းလူတွေအနေနဲ့ကျွန်တော်တို့တော်လိုက်ပြချောင်းအမြန်ဆုံးပူပေါင်းပြီးတော့မှ physical anarchy စနစ်ဖြိုချရေးမှာကျွန်တော်တို့နဲ့တူလက်တွဲတင်နေပြီဆိုတဲ့အကြောင်းလည်းတပည့်တော်မှဖိတ်ခေါ်ပြောလို့ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုတပိုးအနေနဲ့ပူတူမနေပြီးတော့မှဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှပဲအခုဆိုရင်အောက်ခြေမှာဒီစစ်မှုထမ်းစနစ်နဲ့ပတ်သက်ပြီးတော့မှလူရောက်လူဝယ်ပေါ့နော်ပေါက်ဈေးတွေရှိနေပြီဆိုတဲ့အကြောင်းကိုဝန်ခံပြောကြားထားတယ်လည်းကျွန်တော်စစ်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော် ပါဒီမြေသူစေပေါ့နော်အစားထိုးငွေကြေးကောက်ခံမှုနဲ့ပတ်သက်လို့ဖန်တီးထိုင်ထိုင်ခံရတယ်လို့သိရတယ်ဆိုတော့အောက်ခြေမှာအမှန်တကယ်ငွေကြေးကောက်နေတယ်။အပေါ်မှာကငွေကြေးမရဘူး။ဒါဆိုရင်ဒီတိုင်းမှာငွေကြေးတွေဘယ်ကိုရောက်သွားလဲ။နော်အဲ့ဒီလိုမျိုးလေးကောင်းထုတ်ပြီးတော့ဒီကိစ္စပေါ်မှာဒါစုံစမ်းစစ်ဆေးမှုပြောဆိုရေးသားမှုတွေဖန်တီးထိုင်ထိုင်ခံရတယ်လို့ကြားသိရတယ်။ဆိုတော့အောက်ခြေမှာကတော့အမှန်တကယ်အောက်ခြေမှာဖြစ်ပြနေတာကတော့ရွှေစည်းဒေါ်လာဈေးလိုပဲเนาะဒီနေ့ပေါင်စည်းလက်ဖြန်ပေါင်စည်းအဲ့ဒီလိုပဲစက်မှုထမ်းအစားထိုးကပေါင်စည်းရှိပါတယ် နော်။ရောက်ပြီနော်။စစ်မှုထမ်းပေါက်ကြည့်ပါလား။ AOD မှာဆိုလို့ရှိရင်အခုကျုံပြောလို့အတုတ်တော်ရေးကြီးတို့မှာစစ်မှုထမ်းအစားထိုးတွေငွေကြေးသိန်းဘလောက်ဆိုရဲပေါက်ကြည့်ပြီးအမှန်တကယ်ရှိနေပါတယ်။နော်ကိုစိုးရုံးကအဲ့ဒီလိုမျိုးလို့ဖမ်းလို့ရှိရင်ကျမလည်းပဲအခုလိုမျိုးပြောလို့ကျမကိုလည်းမဖမ်းပါနဲ့။နော်ပူစောပါရပါတာပါရကြောက်ပါရလန့်ပါရမှားတာရှိလေကြိုးပြီးတောင်းမှတ်ပါရရှင်။အမှန်တကယ်ဖြစ်နေတဲ့အရာငုံလို့တင်ပြရကြံဖြစ်ပါတယ်။နော်ကျတော့က နောက်တစ်ချက်ကကိုစောရွှေဆောင်အနေနဲ့ကဒီစူးစေးရေးဒီမှာဘုံမှုတယောက်နဲ့အချင်းများစကားများတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဖန်ပြထင်သိခဲ့ရတယ်ဆိုတဲ့ချက်ကိုလည်းတားရတယ်။ကျွန်မထင်တာကတော့လေအဲဒီနေရာမှာကျွန်မတို့သင်ခန်းစာတစ်ခုရတယ်။အဲ့ဒါကဘာလဲဆိုတော့ဒီပြဿနာဖြစ်နေတဲ့ပြည်သူပိုင်းကို line ပေါ်တင်လိုက်မိချင်းကြောင့်ဖြစ်နေမှဖြစ်ပါတယ်။ ဒီဘီလိုပိုင်းကို line ပေါ်ကိုချက်ချင်းမတင်နေနဲ့เนาะသူတို့သက်ဆိုင်ရာတက်နယ်မှုရောက်ရှိလာပြီးတော့တက်နယ်မှုကနေပြီးတော့ဒီကိစ္စကိုမေးမြန်းတဲ့အခါမှာလိုအပ်တဲ့အခါမှာဒါတက်သေးဖြည့်ဒီဘီလိုပိုင်းကိုထုတ်ပြမယ်ဆိုရင်ဒါဒီကိစ္စဒါတူတူတိတ်တိတ်နဲ့ချင်းချင်းပြရမယ်ကိစ္စမျိုးပေါ့เนาะအခုလိုမျိုး line ပေါ်တင်လိုက်တဲ့အခါကျတော့ဒါဘယ်သူကတင်လိုက်တယ်လို့မသိဘူးပေါ့เนาะ line ပေါ်တင်တဲ့အခါကျတော့အိုးအောင်နေဖြစ်သွားတယ်ထိုင်းပြီးရှက်ရမယ်ကိစ္စမျိုးကိုထားပြီးရှက်လိုက်ပြီးတော့ကိုပေါင်းကိုလိုက်ထောင်းလို့ဖြစ်သွားတယ်ဘုသူမကိုရိုင်းကနေပြတော့မှာပေါ့နော်သူလည်းဖမ်းခိုင်းရမယ် ကျောက်တယ်ဆိုတဲ့အကြောင်းဝင်ခံပြောကြားသွားတာပဲဖြစ်ပါတယ်။မန်တော်ပြောတယ်ဆိုတော့ချိုထဲထဲလေးရှိတဲ့စကောင်စီတွေရဲ့လိုရတွေကြောင့်အခုဆိုရင်ဒီဘုံမအယုတ်ခတ်တွေနဲ့ပြူစော်တီတွေကဆိုတော့တော်တော်လေးကိုခက်လန့်လန့်ဖြစ်နေတယ်ဘုံမဖြစ်ပြုံးမှသူတို့မမဘူးဆိုတော့လည်းတရှိထားတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ပေါ့နော်အုတ်ကြီးတွေနဲ့စစ်ကောင်စီရိုင်မှုစိန်မှုနောက်ပြီးတော့မှအောက်ခြေခါရာရှိတွေကနေပြီးတော့မှကျွန်တော်တို့ပြည်သူတွေပေါ်မှာစမုထန်စနေနဲ့ပတ်သက်ပြီးတော့မှငွေညစ်တောင်းခံမှုတွေလည်းများစွာရှိနေတာဖြစ်ပေါ်မှခုဆိုလည်းပေါ့နော်ကျွန်တော်ချင်းချောင်းမှုတွေနဲ့များစွာကြုံတွေ့နေရတာပဲဖြစ်ပါတယ်ဒီလိုမျိုးအုပ်စုတွေကိုကျွန်တော်တို့ ဗီဒီယိုတွေကလည်းပြတော်မှနေဆက်ရတော်လည်းတပ်ဖွဲ့ဝင်တွေစီမှာအချက်လက်နဲ့တကွပြေးပြေးတော့မှပေါ့နော်ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အုပ်ကြီးတွေကိုအများဆုံးရှင်းလင်းတင်နေဆိုတော့သဘောမျိုးတွေနဲ့ပူပေါင်းပြတော်မှလှုပ်ဆောင်တင်နေတာပဲဖြစ်ပါတယ်ကျွန်တော်ဒီတော်လိုင်းမှာဆိုတော့အဲ့လိုမျို အဖြစ်မို့လို့ပြီးတော့မှစစ်ကောင်စီရဲ့စုပ်ချွေရန်ဒီယာမရမရအောင်တွားနိုင်ဖို့ပေါ့နော်အပိလုံးဆောင်တွေကျတဲ့အုပ်စုတွေရှိနေတာမို့လို့ကျတို့ဒီတော်လိုင်းရခင်းချင်းမှာဆိုရင်တော့စစ်ကောင်စီကို2025မှာခုငယ်မှာပဲဖြုတ်ချတဲ့နေရာမှာအားလုံးအားသွုံခွန်ဆန်းတဲ့ဝိုင်းဝန်းစူးစမ်းကြမယ်ဆိုတဲ့အကြောင်းပြောရင်လည်းကျွန်တော်ဒီနေ့မှလည်းပိုင်းဗီဒီယိုကိုဒီနေရာမှာပဲဆုံးသတ်ချင်ပါတယ်အဆက်ဆုံးကြည့်ရှုပေးကြတဲ့မြပပြည်သူများအလုံးထူးချေးစိုးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုကြမ်းမှချင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချန်နယ်နဲ့နေ့တလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းစုမကောင်းတောင်းပေးလိုက်ပါတယ်